ကားလေးရတော့ IMA မီလင်းလို့ဆိုပြီးတော့မှကျွန်တော်တို့ BFN ကစပစ်ကိုရောက်လာတဲ့ကားလေးဖြစ်ပါတယ်ခင်ဗျာအကြတော့ IMA မီဘာကြောင့်လင်းတာလဲအဲဒီအချက်လက်နဲ့ပတ်သက်ပြီးတော့မှ IMA မီလင်းရင်ဘယ်လိုဖြည့်ရှင်းရမလဲဆိုတော့အကြောင်းအရာလေးတွေကိုမျှဝေပြသမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမအဦးဆုံးပါလို့ရမလဲဆိုတော့ကွန်ပျူတာလေးအရင်စစ်မယ်ကွန်ပျူတာရင်စစ်ပြီးတော့မှကျွန်တော်တို့ error ကဘာပြလဲဆိုတော့ကျွန်တော်တို့ဖြည့်ရှင်းမှာဖြစ်ပါတယ် အရေးဆုံးပိုင်း diagnosis တွေဝင်မယ်ကျွန်တော်တို့စစ်မှားသည် Honda အုပ်စုဖြစ်တဲ့အတွက်ကြောင့်မလို့ Honda အုပ်စုထဲမှာဝင်မယ် manual selection ထဲမှာသွားမယ် international မှာဝင်မယ်ဆက်လျှောက်ပင် connector တွေဝင်မယ် engine တွေဝင်မယ်ပြီးရင်ကျွန်တော်တို့က okay ပြေးလိုက်မယ် HTTC analysis မှာအဲ့ဒါကြည့်မယ် ဟာနော်ဒါတော့အင်ဂျင်ထဲမှာတော့ဘာ error မှမရှိဘူးပေါ့အဲ့ဒါဆိုလို့ရှိရင် IMA မီးလက်နာဖြစ်တဲ့အတွက်ကြောင့်မလို့ IMA ဖန်ရှင်ဘက်ကိုကျွန်တော်တို့ပြန်ကူးကြည့်မယ်နော် AMA တဲ့ဝင်มาဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က AMA ကိုလက်ရှာရမယ်နော် electric power train AMA integrated motor assist ပေါ့နော်အဲ့ထက်ဝင်မယ်ပြီးရင် okay ပြီးမယ် နော်အချိန်နှင်းငယ်ခဏဆောက်ရမယ်နော်ပြီးရင် TTC analysis ထဲကိုထပ်ဝင်မယ်ဒီမှာတော့ P1634 motor power inverter ဆိုပြီးတော့မှ MPI ဆိုပြီးတော့ပြတယ်နော်ဒါကဘာပြောချင်တာအောင်ဆိုတော့ဒီ AMA battery မှာပါတဲ့ပေါ့နော် fan ကပေါ့နော် error တခုခုဖြစ်နေတယ်ဆိုပြီးတော့မှပြပါတယ်နော်အဲ့တော့ကျွန်တော်တို့ fan test လုပ်မယ် fan test ကဘာကြောင့်အဆင်မပြေတာလဲဘာကြောင့်ဒီလက္ခဏာပြနေရလဲဆိုတာကိုဆက်ရမှာဖြစ်ပါတယ် ီနေရာမှာကျွန်တော်မော်ကျွန်တော်မေဆွေညီကောင်မွန်မတွေကကျွန်တော်တို့ AMA အရာရှင်းမရှင်းဆိုပြီးတော့မှဆိုင်မှာတည်တန့်လာစစ်ချတာလည်းရှိပါတယ်။အဲကြတော့ကျွန်တော်တို့ဒီမှာလဲကျွန်တော်တို့ AMA ဘက်ထရီမှာဘက်ထရီတစ်လုံးချင်းစီရဲ့ voltage ကို data analysis နဲ့ဝင်ပြီးတော့မှကြည့်လို့ရပါတယ်။ ဒီမှာဆိုလို့ရှိရင်သူပြထားတာက total voltage or all IMA battery module လေเนาะအကုန်လုံးက voltage ကဘယ်လောက်ရှိတုန်းဆိုလို့ရှိရင်130ရှိတယ်เนาะအကုန်လုံးရဲ့ voltage က130ရှိတယ်ဒီမှာဆိုရင် battery အတွဲကနှလုံးတစ်တွဲဘယ်နှတွဲရှိတာလို့ဆိုလို့ရှိရင် စုစုပေါင်း9တွဲပါတယ်เนาะ9တွဲမှာတစ်လုံးချင်းစီရဲ့ voltage က15.6เนาะ16 volt ပေါ့เนาะ16 volt ရှိရမယ်เนาะ တလုံးချင်းစီရဲ့ပိုးတရဆျောက်ဖို့ရှိရမယ်နော်နှလုံးတရဲတပိုးမှာဒီမော်ဂျူတလုံးတလုံးမှာဆိုရင်ဆျောက်ဖို့ရှိရမယ်ဒီဘိုးတေတွေကိုလိုက်စစ်တာပါနော်အဲကျွန်တော်မိတ်ဆွေတွေက AMA ကားဝယ်ခဲ့မယ်ဆိုလို့ရှိရင်လည်းအဲဒီလိုမျိုးဘိုးတေတွေကိုကြည့်ပြီးတော့မှအားရှိရလားမရှိဘူးလား AMA အဲ့ဒါကင်းလားမကင်းဘူးလားဆိုတာဒီမှာဆက်ရမှာဖြစ်ပါတယ်နော် ဒါတော့ကျွန်တော်မလို့ကျွန်တော်မိတ်ဆွေတွေကိုမျှဝေပေးတာဖြစ်ပါတယ်တချို့ကရောဘက်ထရီရဲ့ကျွန်တော်တို့ capacity ကိုလည်းကြည့်ပါတယ် capacity ကောင်းလားမကောင်းဘူးလားเนาะအဲကျွန်တော်ဘက်ထရီရဲ့ capacity ကလည်းဒီထဲမှာ data analysis ထဲမှာဝင်ကြည့်လို့ရပါတယ်เนาะဟော MA battery usable capacity 95ရာခိုင်နှုန်းဒါဆိုရင်ကောင်းသေးတာပေါ့เนาะဒါကျွန်တော်မိတ်ဆွေတွေကို အာဒါကျွန်တော်ကနီးပညာဘူတ္တာတစ်ခုအနေနဲ့ပေါ့နော် AMA ကားတွေဝယ်မယ်ဆိုလို့ရှိရင် AMA ကိုဆက်ရမယ့်နည်းစနစ်လေးကိုမျှဝေပေးတာဖြစ်ပါဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ IBU module fan speaker ပေါ့เนาะအာသူကုတ်ထွက်နေတဲ့အတွက်ကြောင့်မလို့အော်သူ့ရဲ့ RPM က0ဖြစ်နေပါတယ်เนาะကျွန်တော်တို့ fan ကို test လုပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အဲ့ဒီ fan speed ကို တစ်ချက် RPM ဘယ်လောက်တက်လဲဆိုတော့ပြန်ကြည့်ကြည့်မယ်เนาะအာကျွန်တော်ねဒူ IMA နားမှာပါတဲ့ fan ကို test လုပ်ကြည့်အောင် ဒီဆက်လေးကတော့ကျွန်တော် Fantasta လို့ဖို့အတွက်စံပြမှာဖြစ်ပါတယ်အာသူကရောတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တန်းအမ်ပီယာဖြူခံထားပေးတယ်။ဒါတော့ပါဝါရှိတယ်၊ဖိဖက်ရှိတယ်၊ RPM ရှိတယ်။ဒီမှာကျွန်တော်တို့ fan shot ကတက်ရမယ်။အပေါင်းနှုတ်အပေါင်းနှုတ်ကိုကျွန်တော်တို့ battery နဲ့အပြန်နေပြီးတော့မှ supply ပေးရမယ်နော်။အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီအားလေးနဲ့ကျွန်တော်ဆန်းပြပေးမယ်။ကားမှာပါတဲ့ကျွန်တော်တို့ဒီ fan ကိုဖြုတ်လိုက်မယ်။ဖြုတ်ပြီးတော့မှအပြန်မှဆန်းကြည့်မယ်နော်။ ကဲအဲ့ကြတော့ကျွန်တော်ဒီမှာဖန်ကိုတော့ဖြုတ်လိုက်ပြီးဖန်ကိုဖြုတ်ပြီးတော့မှ အပြင်မှာဆမ်းမယ်ဒါကတော့ဒါအစ်စ်ပေါ့နော်ဒါကတော့အစ်စ်ဒါကတော့ကျွန်တော်ကားမှာအခုပဲ ဖြုတ်ပြီးတော့မှအာယူလာလာခဲ့တာဒါလေးကိုလည်းကျွန်တော်လက်ပြီးဆမ်းပြပါမယ်နော်အဲ့ကြတော့ကျွန်တော်တို့ဒါအစ်စ်လေးကိုအရင်ဆုံးမိုင်းဖန်တက်စ်လုပ်ပြမယ်နော်အာဒီမှာတော့ကျွန်တော်ကတော့ဒါဒီ AMA ဘက်ထရီဒီမှာသုံးတဲ့ဘက်ထရီအချောင်းနေပေါ့နော် အာသူကဒီကျွန်တော်တို့ဒီပတိချောင်းမှာဆိုလို့ချင်းရင်အာကျွန်တော်တို့ဒီမှာတော့ကျွန်တော်ကဒီမှာအာဒီလိမ်မော်ရှိတယ်ဒီကောင်ကတော့အပေါင်းပေါ့နော်ဒါကတော့အနှုတ်ပေါ့နော်အဲ့လိုအပေါင်းနှုတ်မှာဆိုလို့ချင်းဒီမှာကျွေးလိုက်တယ်ကျွေးပြီးတော့မှဒီမှာ power supply ပေါ့နော်အဖွင့်ပိတ်နော်အဖွင့်ပေးလုပ်ပေးမယ်နော်ဒီမှာဆို power ရောက်နေပြီကျွန်တော်ဖွင့်ထားမယ်နော်ပြီးလို့ရှိရင် fan socket ဒီမှာတက်ထားတယ်နော်10 MB ကဖြုတ်ခံထားတယ်အဲ့ဒါလေးကိုကျွန်တော်လက်တွေ့စမ်းသပ်ပြပေးမှာဖြစ်ပါတယ်နော်နော် ဒါဆိုလို့ရှိရင်ဒီဖန်ကကျွန်တော်တို့ကောင်းတယ်လို့ယူဆလို့ရတယ်เนาะဒီမှာတော့ RPN အတိုးလျှော့ကိုလိုသလိုလုပ်လို့ရတယ်အနည်းအမြန်ပေါ့เนาะအနည်းအမြန်ကိုလိုသလိုလုပ်လို့ရတယ်เนาะဒါတော့အနည်းပေါ့ဗျာအဲတကယ်လို့အမြန်လုပ်ရှင်နေဆိုလဲကျွန်တော် RPN ဒီမှာထပ်တင်မယ်ဆိုတင်လို့ရသေးရယ်เนาะအာနော် အာဒါဆိုရင်တော့ဒီ fan ကိုကျွန်တော်တို့ကောင်းတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်နောက်ထပ်သူ့မှာပါတဲ့ original fan ကိုကျွန်တော်တို့စမ်းကြည့်မယ်အဲ့ဒါဆိုလို့ရှိရင် original fan လေးကိုကျွန်တော်တို့ test လုပ်ကြည့်အောင်เนาะ power ဖွင့်မယ်เนาะ power ဖွင့်ပြီးရမယ်ကျွန်တော်တို့ fan ရဲ့ rpm speed ကိုစမ်းသက်ကြည့်အောင်အာเนาะဒီမှာเนาะတစ်ချက်လဲပြီးတော့မှ back ဆိုပြတ်သွားတာเนาะ ဒါကဘာဖြစ်တာလဲဆိုတော့ဒီဖန်မှာ error ရှိနေတယ်ဆိုတဲ့လက္ခဏာကိုပြသွားတာပါเนาะကျွန်တော် fuse state ကိုဖြုတ်ကြည့်မယ်เนาะ fuse လေးက error ဆို error ရှိတဲ့ fan နေဆိုရင်သူကပြတ်သွားတတ်တယ်เนาะ ဒီမှာကျွန်တော်မိတ်ဆွေတွေမြင်ရလားမသိဘူးเนาะဒီမှာဆိုလို့ရှိရင် fuse carton ampere fuse ကပြတ်သွားတယ်เนาะအာဒီဖန်ကိုဆန်းတဲ့အခါမှာပြတ်သွားတယ်เนาะအာဒါကတော့ဒါကျွန်တော်တို့လဲလဲမဲ့အလုံးပေါ့เนาะလဲလဲမဲ့အလုံးကိုဆန်းတဲ့အခါမှာတော့ fuse ကတော့မပြတ်ဘူး apn လိုရင်လိုတယ်လို့တင်လို့ရတယ်เนาะအဲကျွန်တော်ဒါကတော့ကျွန်တော်မိတ်ဆွေတည်ထားမဲ့အပိုင်းလေးပါเนาะအဲ့ဒါဆိုလို့ရှိရင်ကားမှာကျွန်တော်တို့ကောင်းတဲ့ဖန်ကိုတက်ပြီးတော့မှကျွန်တော်တို့လက်တွေ့ဆန်းကြည့်မယ်เนาะ IBU module fans ပြီးစပြီးတော့မှ run နေပါပြီနော်1355 RPM အနော် maximum ဆိုရင်4000နီနီလောက်ရှိတယ်နော်ဒါဆိုရင်ကောင်းတယ်လို့ယူဆလို့ရပါတယ်နော်အဲကြော data lake ကိုလည်းကျွန်တော်မေဆွေတီညီကုံမတော်တွေကောင်းကောင်းကြည့်နေအောင်ကြိုးစားပါမယ်နော် MPU module fan speed က data lake ကစားနေပါပြီနော် ောင်းမိတ်ဆွေညီကိုမတော်မတွေအနေနဲ့တတိပြုရမယ့်အချက်တစ်ချက်ကျန်ပါသေးရနော်တခါတည်းရမှာပေါ့နော်ကျွန်တော်တို့ driver ရဲ့ out တဲ့မှာကျွန်တော်တို့ဖြူပေါက်လေးပါတယ်အဲ့ဒီဖြူပေါက်ထဲမှာကျွန်တော်တို့ဒီ dan ambia နဲ့ပေါ့နော်အော်ရှေ့ဆက်ထားတဲ့ ambi fan ရဲ့ main ဖြူပါပါတယ်เนาะအဲ့ဒီဖြူလေးပြတ်သွားခဲ့ရင်လေအဲမီမီလင်းပါတယ်เนาะကျွန်တော်မိတ်ဆွေများသတိထားဆင်ခြင်နိုင်မှုအတွက်ပါเนาะ တော့အခုဆိုရင်တော့ဒီကားလေးကပြည့်စုံကောင်းမွန်သွားပါပြီခင်ဗျာကျွန်တော်ဇုံမျိုးပါခင်ဗျာကားနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအွန်လိုင်းမှာ အခမဲ့မျှဝေပေးနေသူတယောက်လေးဖြစ်ပါလေခင်ဗျာ